မြန်မာလှုပ်သား900ကျော်ကိုဂျပန်နိုင်ငံကထပ်မံခေါ်ယူထားတယ်လို့တိုချိုမျိုးရှိမြန်မာတန်ရုံမှထုတ်ပြန်ထားပါတယ်။ဒီလိုခေါ်ယူရမှာဂျပန်နိုင်ငံရှိစက်ရုံအလုံးရုံထွေးမှလောက်ကိုင်းဖို့ခေါ်ယူထားတာဖြစ်ပါတယ်။ မြန်မာတရားဝင်နေတဲ့ဒုတိယဝန်ကြီးဌာနကနိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့်ပေးပို့လာတဲ့အလောက်ကလှန်းစာအတိမတ်လက်သားတွေကိုစီစစ်ဆောင်ရွက်ပေးလျက်ရှိပြီးဒီလိုစီစစ်ဆောင်ရွက်ရမှာဂျပန်နိုင်ငံရှိဒုတိယကြီးကြပ်ရေးကုမ္ပဏီနဲ့အလောက်ခေါ်ယူတဲ့စက်ရုံကုမ္ပဏီတွေဟာဂျပန်နိုင်ငံမှာတရားဝင်တည်ထောင်ထားခြင်းရှိမရှိဆောင်ရွက်စားတဲ့အထောက်အထားများစီစစ်ပြီးစီစစ်တွေးရှိချက်များသဘောထားမှတ်ချက်များကိုနိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့်ဒုတိယဝန်ကြီးဌာန ားတို့ပြန်လည်ပေးပို့လျက်ရှိတယ်လို့သိရပါတယ်ရှင်။